ညနာအမြဲစုပုတ်ကကနာမငိန်လို့ဝေဖန်နေကြတဲ့သူတွေကို TikTok ဗီဒီယိုလေးတစ်ပုံနဲ့တောင်းပြန်ခဲ့လို့လူပြောများနေရဲ့ပြည်သူတို့ပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ပြည်သူတို့ကတော့ဒီမောက်ကိုညနာစုပုတ်ပြီးစက်မပြေဘူးလို့ပြောတဲ့သူတွေကိုချက်စရာအခုလိုပဲဗီဒီယိုတစ်ပုံနဲ့တောင်းပြန်လိုက်ပါတယ် အားလုံးသိကြတဲ့အတိုင်းပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ရဲ့သမီးလေးပြည်သူဒရာကတနှစ်တက်တနှစ်ပို့ပြီးတော့လာသေးကြွယ်လာတာကြောင့်အလားပင်မှာတဘာပြည်တင်စားခံနေရတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ဆိုတာကမြန်မာနိုင်ငံရဲ့နာမည်အကျော်ကြားဆုံးအနုပညာရှင်ဆောင်တွဲဖြစ်ပါတယ်။ အလုံးသေးကြတဲ့အတိုင်းပြည်တူဦးရောအင်ဒရာကျော်စင်ရောနှစ်ယောက်စလုံးကအနုပညာအရာမှလည်းထူးကျွန်းတယ်လို့စိတ်တဘောရကလည်းကောင်းမွန်လာပြီးတော့ရုပ်ရည်အပြင်ဆိုရင်လည်းငေးမောကြည့်ရှုရလောက်တဲ့အထိအလှတရားတွေကိုပိုင်ဆိုင်ထားကြပါတယ်ဒီလိုမျိုးတကယ်ကိုထူးကျွန်းတဲ့အရေးချင်းရှိပြီးတော့လှပတဲ့သူတွေကနေဝေးပွားလာတဲ့တမီးလေးပြည်သူတို့ကအတော်လေးကိုမှချောမောလာပပြီးတော့နတ်သက်ကြွေတဲ့နတ်သမီးလေးတပါလို့တောင်တင်စားနေရတဲ့အထိပဲဖြစ်ပါတယ်ငယ်စဉ်တုန်းကလည်းအရန်ကိုချစ်စရာကောင်းခဲ့တယ်လို့အခုလိုမျိုးစေကျော်သက်ရွယ်ကိုရောက်ရှိလာတဲ့အချိန်မှာပို့ပြီး ောက်တောင်လှပမှုတွေနဲ့ပရိသတ်တွေရဲ့အာယုံကိုဖန်ဆောင်းသွားနိုင်ခဲ့ပါတယ်။ပရိသတ်တွေရှေ့ကိုတိတ်ပြီးတော့မထွက်တာကြောင့်အာယုံဆိုင်မှုနေပါခဲ့ပေမဲ့လည်းတခါတလေပေါ်ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာဆိုရင်သမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပုံမှန်သိသာနေခဲ့ပါတယ်။ မိသားစုလိုက်ပေါ်ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာဆိုရင်တမီလေးပြည်သူတို့ရဲ့အလှတရားတွေကပေါ်လွင်ထင်ရှားလို့နေကြရပါတမီလေးပြည်သူတို့ရဲ့အလှတရားတွေကချောမောလှပတယ်ဆိုတာထက်စွဲဆောင်မှုရှိရှိနဲ့မြင်သူတကာရဲ့အာယုံကိုဖန်ဆောင်သွားနိုင်တဲ့အလှတရားမျိုးဖြစ်ပါတယ်မိမိမိုင်မိုင်နဲ့အရန်ကိုကြည်ကောင်းနေပြီးတော့ရိုးရိုးလေးပဲဖြစ်ဖြစ်ဆန်းဆန်းလေးပဲဖြစ်ဖြစ်ဘလို့ပုံစံနဲ့မဆိုလိုက်ဖက်လုံးနဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားကြရပါအသားညူညူစိမ့်စိမ့်လေးနဲ့တစိမ့်စိမ့်ကြည့်ရှုလေးပို့ပြီးတော့လှပလာလေးဆိုတဲ့အလှတရားကိုပိုင်ဆိုင်ထားပြီး ော်ပချိုင်လေးနှစ်ဖက်ကလည်းသူမရဲ့အသက်ပဲဖြစ်ပါတယ်။မျက်ခုံးမျက်လုံးလေးတွေကလည်းတကယ်ကိုလှပလွန်ပြီးအယုံလေးတယုတ်လိုတောင်တင်စားရလောက်တဲ့အထိပါ။ဒါကြောင့်တွေ့ရတဲ့သူတိုင်းကသူမရဲ့အလားတရားတွေကိုမကြည့်ကျူးပဲမနေနိုင်အောင်ဖြစ်ခဲ့ရပြီးတော့ထိတ်တန်းမင်းသားမင်းသမီးတွေပေါင်းဖက်ထားတဲ့အလားတရားကဒီလောက်ထိထူးခြားပါလားလို့အမြဲကြီးမွန်ကြပါရဲ့။ ဒါပေမဲ့လည်းအင်ဒရာဇော်စင်နဲ့ပြည်သူတို့ရဲ့သမီးလေးပြည်သူတို့မှာအားနည်းချက်တစ်ခုရှိနေရပါ။အဲ့ဒါကတော့မျက်နှာစုပုတ်နေပါတယ်။ပြည်သူတို့လေးကိုဘယ်ချိန်မှကြီးကြီးအမြဲတမ်းစုပုတ်နေရပါ။တချို့သောပြည်သူတွေကတော့ပြည်သူတို့လေးကိုကလေးပီပီချစ်စရာကောင်းရေရာပြုံးတာမြင်ကျင်ကြပါတယ်။ ဒါပေမဲ့လည်းပြည်သူ့ရွာလေးကစုပုံးနေရပါအခုခါမှာတော့ပြည်သူ့ရွာကသူမကိုအမြဲစုပုံးနေရလို့ဝေဖန်နေကြတဲ့သူတွေပါဇက်ပိတ်သွားစေမဲ့ TikTok video file လေးတစ်ခုတင်လိုက်ပါတယ်အစောပါ video file ထဲမှာဆက်ဆရာကောင်းနေရပြည်သူ့ရွာရဲ့ပုံရိပ်လေးကြောင့်အလုံးကချစ်ပေးနေကြပါပြီအထူးသဖြင့်တော့ပြည်သူ့ရွာလေးကဓာတ်ပုံတွေ video တွေထဲမှာဆိုရင်မျက်နှာသာတည်ငြိမ်တယ်လို့ရှိပေမဲ့စကားပြောတဲ့အခါရေမောလိုက်တဲ့အခါမှာတော်တော်လေးချစ်ဆရာကောင်းတာကိုတွေ့ရပါတယ်ဒါကြောင့်ပရိသတ်တွေကပြည်သူ့နဲ့အင်ဒရာဂျော်စင်တို့ရဲ့သမီးယတနာလေးပြည်သူ့ရွာ ကမြန်မာနိုင်ငံရဲ့ထိတ်တန့်စူပါမင်းသမီးတစ်လက်ကျင်းတည်ဖြစ်လိမ့်မယ်လို့ဟောကိန်းထုတ်လိုက်ကြပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပြည်သူ့ထွာလေးကနိုင်ငံကျော်မင်းသမီးဖြစ်လာမယ်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။